တာကွာကြတနှစ်ပဲကွာတာပါဒါမှကျွန်တော်သူမာကြီးလို့ခေါ်တာကွာစိတ်နေငောက်လေအမားလို့ခေါ်တာနေခုမာကြီးဖြစ်သွားတယ်အခုတော့အင်မောသူကကြတော့လေဟိုအခုတည်းကြီးလဲကြီးလာပြီဆိုတော့လေဟိုသူနဲ့ကိုနဲ့လည်းဟိုရင်းနေတာဆိုတော့အရင်တော့ကျွန်တော်ဒီ interview လို့ပါအောင်ရှေ့ကြတော့လေ respect ပေါ့ဗျာကျွန်တော်ငယ်ငယ်တည်းကသူ့နဲ့တွေ့တဲ့အချိန်တည်းဟိုကတွေ့တယ်ဆိုတော့ကျွန်တော် spider အုပ်စုလေအချင်းဆိုလေကြားတယ်လေကျွန်တော်ရဲ့သူရဲ့ညိုလင်းထက်ကသုံးယောက်ဆိုကြတာပဲအဲ့အချိန်တော့ကသူနဲ့ညိုလင်းထက်နဲ့ရွယ်တူလေကျွန်တော်ကအဲ့ထက်မှာတစ်နှစ်ငယ်တူတယ်ငယ်တော့ ညိုနေဆက်ဆိုရင်တငယ်ချင်းပေါ့နော်ညိုနေတက်ကတော့သူကြတော့လေဟိုဘလို့ပြအဲ့တုန်းမှစတွေ့ခဲ့စတွေ့ရတဲ့လူဆိုတော့အမမခေါ်လို့ဟဲ့နင်းနဲ့ငါနဲ့ဘလို့သွားပြောမလဲဟုတ်ကဲ့ဒါကွာကြတနှစ်ပဲကွာတာပါဒါမှကျွန်တော်သူမာယူလို့ပဲခေါ်တယ်စိတ်စိတ်ပြေဆိုနေငေါ့လေအမားလို့ခေါ်တာနေခုမာယူဖြစ်သွားတယ်အခုတော့တကယ်အခုတော့အင်မဟောသူကကြတော့လေ ဟိုအခုလည်းကြီးလဲကြီးလာပြီဆိုတော့လေဟိုသူနဲ့ကိုနဲ့လည်းဟိုရင်းနေတာဆိုတော့အရင်တော့ကျွန်တော်ဒီ interview လို့ပါအောင်ရှေ့ကြောက်လဲ respect ပေါ့ဗျာဟိုဆိုတော့ဒီဘက်ခေါ်ရတာပါအခုကျတော့လေသူကိုယ်တိုင်ကနေနဲ့ငါနဲ့ပြောဆင်ပြေတယ်ဆိုတော့လေအေးနေနဲ့ငါနဲ့ပေါ့ဒီလိုပဲပြောပြတာပါအဲ့တော့အမောင်ကိုခေါ်တာပဲချိန်ရတယ်ကိုကြီးကကျွန်တော်ငငယ်လေးကသူ့နဲ့တွေ့တဲ့အချိန်လေးဟိုကတွေ့တယ်ဆိုတော့ကျွန်တော် spider အုပ်စုလေးအချင်းဆိုလေးကြားတယ်လေကျွန်တော်ရဲ့သူ့ရဲ့ညိုလင်းထက်ဒါသုံးယောက်ဆိုကြတာပဲအဲ့ဒီအချိန်တော့ကသူ့နဲ့ညိုလင်းထက်နဲ့ရွယ်တူလေကျွန်တော်ကအဲ့ထက်မှာတစ်နှစ်ငယ်တူတယ်ငယ်တော့ ညိုလင်းဆက်ဆိုရင်တငယ်ချင်းပေါ့နော်ညိုလင်းတက်ကတော့သူကြတော့လေဟိုဘယ်လိုပြောအဲ့တုန်းကစတွေ့ခဲ့စတွေ့ရတဲ့လူဆိုတော့အမမခေါ်လို့ဟဲ့နင်းနဲ့ငါနဲ့ဘယ်လိုသွားပြောမလဲဆိုတော့အဲ့ငငယ်တော့ကကြတော့လေအဲ့လူပေါ့ ဲ့တော့ကြီးလာတော့လေနည်းနည်းကနှုတ်ကကြိုးကျင်တယ်အဲ့ तू ကတေချာပြောဟဲ့နင်းကအမှအမှမပေါ်တယ်နင်းနဲ့ငါတက်နေတယ်ပဲကွာဆိုအေးပြီးတော့အဲ့ဆိုငါနင်းနဲ့ငါနဲ့ပြနေအစဉ်ပြေသားဆိုလေဆိုအေးပြေတယ်အေးပြီးတော့အဲ့ဆိုလေတကယ်ကြီးနင်းနဲ့ငါပြောတာဟောဟာဆိုလေကျွန်တော်ဒီလိုပဲပြောလိုက်တာပေါ့အဲ့ဒီခါဟုတ်တယ်စပိုက်တာဖွဲ့ကြတော့ကိုယူလေးတက်ရယ်ကိုအားရယ်လေးရယ်ဝန်နဲ့သုံးယောက်ပေါ့သုံးယောက်ပေါ့သူကျွန်တော်သုံးယောက်စပိုက်တာဘယ်လိုဖြစ်လို့ဖွဲ့ဖြစ်သွားလဲသူဘောဆာမကြီးဘောသူဘောသူကဖွဲ့မယ်တဲ့အဲ့တော့လေကိုရီးယားလေခလေးကိုဆိုတော့လေ ပြီးတော့ဟိုညနေထက်ကလည်းပါညနေကကျွန်တော်နဲ့လည်းသိတော့ဟိုပွဲတွေပိုင်းမှာဆိုရင်ကျွန်တော်တွေ့ဘူးတယ်လေ Morale show ရှောက်တဲ့ပွဲတို့ပါဘူးအဲ့လိုရှိုးရှောက်ပြိုင်ပွဲတို့ပါဘူးမှာဆိုရင်ကျွန်တော်တွေ့ဘူးတော့ညနေထက်နဲ့ကျွန်တော်ကလည်းသိတော့ညနေထက်ကလည်းပါမှာဆိုတော့အဲ့ရဆိုလည်းပါမှာပေါ့ဖွဲ့ပေါ့ဟိုချင်းနေဆိုကြမယ်ပေါ့ရေးတဲ့သူတွေရလေအခုလာကိုသားဆိုးတို့အဲ့တော့ကိုပါဘူးတို့တို့အဲ့တော့အဲ့ချိန်တော့တချင်းတွေရေးပေးမှာဆိုအေးဆိုးပေါ့ဒီလိုပဲဆိုပြီးတော့ဒီလိုပဲဖွဲ့ပြသွားတာစပိုက်တာဆိုပြီးဖွဲ့ပြသွားတော့ပေါ့ ထွက်ပြီးဘလားတော့ကြာမှာတချင်းနေထွက်ပြနေရတာတချင်းကနှစ်ပုတ်သုံးပုတ်တော့ထွက်တယ်အဲမိုးမမြင်လေးမမြင်ဆိုတဲ့ချင်းဆိုရင်တော့ကောင်းတယ်ကောင်းတယ်ကျွန်တော်လည်းသဘောကျပါတယ်တချင်းတွေကကျွန်တဲ့ဟာတော့ကျွန်တော်အရင်တော့မမှတ်မိတော့ဘူးတချင်းတွေကကျွန်တော်လည်းဆိုပြရတယ်ဒါပေမဲ့အများကြီးတော့မထွက်ဖြစ်ဘူးနှစ်ပုတ်သုံးပုတ်တော့ထွက်ဖြစ်သွားတာပေါ့လက်စွပ်ပေါ့လေကလာပါစက်ကတော့တင်ကြီးကအဲသူကတော့30တိုင်းပေါ့နော်သူကတော့ဟို ခုလေသူဒါဘာဖြစ်ဖြစ်ပြကျွန်တော်တို့ appreciate တခုလုပ်တာသူဒီချိန်นี่သူဒီရွယ်ထိသူဒါထိန်းသားနိုင်တယ်လေဟိုသိလားသူကြည့်လိုက်ရင်လူငယ်မှုရနေတော့မယ်လေဆိုတော့ဒါလေးကတော့ဟိုသူ့အတွက်ကောင်းတဲ့အရာပေါ့ဗျာဒါဒါဆိုတော့လေဟိုသူတို့ main ကလေးမှန်သမျှတော့အလှပအကုန်ကြိုက်တာပဲမကြိုက်တဲ့ main ကလေးကရှိမှမရှိတာအကုန်ကြိုက်တာကျွန်တော်အမေတော်မှအသက်60ကျော်ကြီးတော့အမေက aesthetic စီကံသွားမယ်လိုက်ဖို့မယ်ဆိုသူကကြိုက်တယ်လေ ဆိုတော့ main ကလေးတောင်ကြိုက်တယ်ဆိုတော့ main ဘက်ကဒါဟိုဘာဖြစ်ဖြစ်ပေါ်လာ main ကလေးတိုင်းကတော့ဒါလပလုတ်တာကိုကျွန်တော်ကတော့သာပေးပါတယ်ကျွန်တော်လက်ခံပေးတယ်ဗျာဘာလို့လဲဆိုတော့လှရမယ်လေ main ကလေးရဲ့တယောက်ရဲ့ဂုံကအလှပနဲ့အများကြီးမူတည်တယ်လေဆိုတော့ဟိုယောက်ျားလေးနဲ့မတူဘူးလေယောက်ျားလေးတယောက်ရဲ့ဂုံကကြတော့ခုနကပြောသလိုအလုတ်ကိုင်းတို့ဘာလို့ညာတို့ဟိုရာတို့ဘာညာအလှလေးပေါ့ဟို main ကလေးကကြတော့ အလှပါသူတို့ရဲ့ဂုံပဲပေါ့နော်ဆိုတော့သူတို့ဟိုတကယ်လောက်ကန်လောက်တဲ့မိန်းကလေးတွေလည်းပိုကုံရှိတာလာလဲလှတယ်လောက်ကန်မှလည်းအောင်မြင်နေဆိုရင်ပိုကုံရှိတာပေါ့ဗျာဆိုတော့ကျွန်တော်ကအဲ့ဒါကို supporting ပေးပါတယ်ကျွန်တော်အဲ့တော့အရွယ်ရောက်တဲ့မိန်းကလေးတွေအကုန်လုံးကိုကိုကိုလှလှလေးနေချပါပါဘောဟုတ်လားအဲဒါကတော့ဗျာဟိုတချို့ကျတော့လေဝါသနာပါတဲ့လူရှိတယ်။တချို့ကျတော့လေဝါသနာမပါတဲ့လူရှိတယ်။အဲ့ဒါကိုကျတော့ဟိုအတင်းအားဓမ္မကြီးသွားပြီးတော့ဟိုအဲ့လိုကြီးမပြောပါဘူး။ဝါသနာပါတဲ့လူကတော့လုတ်ပေါ့။ဒါကောင်းတဲ့အရာပဲလीနော်။ လှပလဲလို့လေ့ကျင့်ခံလဲလို့ကျွန်တော်ကတော့အဲ့နှစ်ခုလုံးဟိုဟို LS မြန်မြန်အဲ့လိုမျိုးလေးဆိုဟိုအလှပကြီးပဲလောက်တာမျိုးကြတော့လေခါလေးကြရင်လည်းဟိုဘယ်လိုခေါ်မလဲဟိုလေ့ကျင့်ခံကလိုအပ်တယ်လေလိုအပ်တယ်ဆိုတာအသားရည်တကယ်ပိုပြီးဆိုပြီးလှပဖို့ဆိုရင်ဆိုရင်ချွေးလိုပါလို့ထပ်ပွဲချွေးပုတ်လိုပါလို့ထပ်တာဆိုဒီအလှပနဲ့ပေါင်းမယ်ဟိုလှတာပေါ့ဗျာဆိုတော့အဲ့လိုမျိုးပေါ့အားပေးတာပေါ့ ောင်းစကားလေးကိုပြောခဲ့ပါတော့ဟိုကြီး promotion နဲ့ promotion ပါကျွန်တော်မကြီးတွေ့ပေါ့အေးတငယ်ချင်းဟိုဘောနော်ကျွန်တော်တငယ်ချင်းဆိုင် when ambara ဗောနော်ဒီထက်မကအများကြီးအောင်မြင်ပြီးလူကြိုက်အများကြပါစေလို့ကျွန်တော်ကတကယ်ကြီးဆုတောင်းပေးပါတယ်အဲပြီးသွားတော့ဟို promotion လေးလေးရှိရပြောတယ်ဒီမေလတလလုံးမှာသူကတော့မေတလလုံးမဲ့ပြောသွားတာပဲ ဆိုတော့ဒါမှသူစီဖုန်းဆက်လိုက်ရင်တော့လေအဲဂျုံတို့ဘောက်လည်းဖြင်းလည်းဖြစ်သွားမှာပေါ့လေနော်ဒါကတော့မပြောတတ်ဘူးပေါ့ဒါမှမခင်မိမှုနဲ့ပေါ့လေနော်ဆိုတော့ဒါမေလာတလလို့ official ကတော့မေလာတလလို့မှတူဟိုဒီ60ရာခိုင်နော်ရှော့ပေးမယ်လို့ပြောတယ်ဆိုတော့အဲအလပါကိုစိတ်ဝင်စားတဲ့လူဒီအလပါရေးရမှာသဘောကျတဲ့သူတွေအဲကျွန်တော်တကယ်ကြီးဆိုင်အောင်အားပေးကြပါလို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်